မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်မှာမန္တလေး PDF သိမ်းပိုက်ထားတဲ့တပ်စခန်းများကိုအကြမ်းဖက်စစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်ပြီးတော့တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီးစစ်သားအလောင်းများနဲ့လက်နက်ခဲယမ်းများကိုတင်းစီရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မရိယာမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးက သိမ်းယူထားတဲ့တပ်စခန်းများကိုပြန်လည်ရရှိရန်အတွက်အကြမ်းဖက်စစ်တပ်ကကြိုးပမ်းလျက်ရှိပြီးတိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုများတာမကမြေပြင်စစ်ကြောင်းများကိုပါအသုံးပြုပြီးတော့တံပြန်ထိုးစစ်ဆင်လျက်ရှိတော်လဲပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကသိမ်းယူထားတဲ့တပ်စခန်းများကို အပြည့်အဝထိမ့်ချုပ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများမှာလက်နက်ခဲယမ်းများနဲ့စစ်သားအလောင်းများကိုလည်းတိစီရမိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာမရီယာမြို့နယ်တိုက်ပွဲများအတွင်းမှာစီရေးပြစ်မှတ်များကိုသာမကအရသာပြည်သူများကိုပါပြစ်မှတ်ထားတိုက်ခိုက်နေပြီးစစ်ရာဇဝတ်မှုများကိုလည်းပျောင်ပျောင်တင်းတင်းကျူးလွန်လျက်ရှိတယ်လို့မန္တလေး PDF ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပြည်ကြီးတကောင်မြို့နယ်စာလုံးရက်ကွက်62လမ်း124လမ်းနဲ့125လမ်းကြားမှာနေရာယူပြီးတော့လမ်းသွားလမ်းလာပြည်သူတွေကိုလက်နက်ပြမိုက်ကြီးခွဲငွေညှက်နေတဲ့စစ်ကောင်စီအုပ်စုလက်အောက်ခံ ဒူရဲအုပ်အဆင့်ရှိတဲ့ရင်ထင်းရဲမေအမျိုးသမီးတဦးအော်တိုဘားလ73ရက်နေ့ညနေပိုင်းမှာတနက်နဲ့ပြစ်ခတ်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီပြည်ကြီးတကုံမြို့နယ်စာလုံးရက်ကွက်62လမ်းပေါ်မှာရင်ထင်းရဲနဲ့ပြူစောတိစုစုပေါင်း71ဦးအုပ်စုဖွဲ့နေရာယူကလမ်းသွားလမ်းလာတွေကိုစစ်စစ်ငွေညစ်နေတဲ့အချိန်ဆိုင်ကယ်နဲ့လာတဲ့အမျိုးသား2ဦးကတနက်နဲ့ပြစ်ခတ်ခဲ့တာလို့မန္တလေးနန်းရွေးအခြေပြုအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခလက်အောက်ခံစစ်လော်ဘီတွေကသတင်းဖြန့်ထားပါရယ်။ ရဲအုပ်ဦးစီး၃အပေါင်းရှစ်ဦးဆောင်ပြီးတော့ရင်းစစ်လုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့အချိန်အမြင်မသိတဲ့အမျိုးသား၂ဦးစီစက်အိုင်ဆိုင်ကယ်အယောင်မမတ်မိနံပါတ်စီစစ်ဆဲဆိုင်ကယ်နဲ့မြောက်ကနေတောင်ဘက်ကိုမောင်းနေလာတဲ့အချိန်ဒူရဲအုပ်ဇော်ဟာတနက်အတူစီစစ်ဆဲနဲ့ပြစ်ခတ်ခဲ့ရာဒူရဲအုပ်ဇော်ရဲ့နောက်ညာဘက်လက်ပြင်ကနေဖောက်ဝင်ပြီးတော့ရှေ့ရင်ဘက်ကိုဖောက်ထွက်ဒဏ်ရာတစ်ချက် မစိုးရိမ်ရရရှိခဲ့တယ်လို့စစ်လော်ဘီတွေကပြောဆိုထားပါတယ်လမ်းပေါ်ကိုတက်ပြီးပြည်သူတွေကိုငွေညက်နေတဲ့ရင်ထင်းရဲအမျိုးသမီးတအူတနက်နဲ့ပြစ်ခတ်ခံရတာဖြစ်ပြီးတော့ကနအူးကတော့လက်မောင်းပဲထိတယ်လို့သတင်းရထားပါပဲရင်ညွန့်ကိုထိကအသက်အန္တရာယ်စိုးရိမ်ရတယ်လို့လဲကြားရကြောင်းမန္တလေးမြေပြင်ကင်းထောက် MDY Revolution ကဖော်ပြထားပါတယ်အဲ့ဒီပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီအုပ်စုကမြို့အနှံ့မှာလမ်းသွားလမ်းလာတွေကိုစစ်ဆင်းငွေညစ်တာတွေပုံမှုလုဆောင်နေပြီးတော့ဖုန်းနဲ့ VPN တွေကိုပါစစ်ဆင်းနေတယ်လို့မြို့ကန်တွေကပြောပါတယ် မန္တလေးမှာရင်ထင်းရဲတွေဥဆောင်ပြီးတော့စီပင်ပြူစောထီထွေအုပ်မီးတပ်စတဲ့အဖွဲတွေပူပေါင်းပြီးတော့နေ့စဉ်နဲ့အမျှလမ်းသွားလမ်းလာတွေကိုစစ်စင်းငွေညှစ်နေပြီးတော့ရင်းစည်းကလမ်းစည်းကစစ်စင်းပညာပေးတာမျိုးမဟုတ်ဘဲလမ်းတောင်တွေမှာပုန်းခိုနေပြီးတော့ကားနဲ့ဆိုင်ကယ်တွေကိုတားဆီးငွေညှစ်နေတာဖြစ်ပြီးစစ်အုပ်စုရဲ့ဖမ်းဆီးခြင်းကိုခံရပါကား အ ਨੇ စုံငွေကျပ်3000ပေးမှပြန်လွတ်တယ်လို့မြို့ကန်ဒီကပြောပါတယ်လက်ရှိမှာစေအုပ်စုကမန္တလေးမြို့အနှက်ရက်ွက်နဲ့လမ်းတွေမှာဂိတ်တွေဖွင့်ထားပြီးတော့မြို့ကန်တွေကိုဖမ်းဆီးငွေညစ်တာလမ်းသွားလမ်းလာတွေကိုရင်းစည်းကမ်းအကြောင်းပြပြီးတော့ဖမ်းဆီးငွေညစ်တာပေါ်တာဆွဲတာစိတ်ထင်တိုင်းပြစ်တတ်တာတွေကိုကျူးလွန်နေကြောင်းတရေရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်လာပါမြို့နယ်မှာအကြမ်းဖက်ဆက်တပ်ရဲ့သကောင်စင်းကောက်ယူမှုမှာပူးပေါင်းပါဝင်တဲ့အမတ်နဲ့ရက်ွက်အုပ်ချုပ်ရေးမှုရုံးကိုလက်ပစ်ဘုံ၃လုံးနဲ့ ်ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ7ရက်နေ့ည8:45မိနစ်ခန့်မှာမြောက်ကလာပါမြို့နယ်အမှတ်နဲ့ရက်ကွာအုပ်ချုပ်ရေးမှုရုံးကိုလက်ပစ်ပုံ3လုံးနဲ့ဒပြိုင်နက်ထဲပြစ်သွင်းတိုက်ခိုက်ခဲ့ရာပောက်ကွဲမှုရှိခဲ့ပြီးထိခိုက်မှုရှိမရှိသိရှိနိုင်မှုအတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ဘုံပြစ်တိုက်ခိုက်ခဲ့တဲ့မြို့ပြပျောက်ကြားရဲဘော်များဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီရက်ကွက်အုပ်ချုပ်ရေးမှုရုံးကအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်များဟာအကြမ်းဖက်စစ်ကောင်စီကကျင်းပပြုလုပ်မဲ့မတရားရွေးကောက်ပွဲအတွက်တကောင်စင်းများကောက်ယူခြင်းမရေမှုကျူးလွန်တဲ့တရားခံတအူးစီကနေပြီးတော့လက်လာပငွေကြေးရယူကပြန့်လွတ်ပေးခြင်းပြည်သူလူထုအပေါ်ကိုမတရားဖိနှိပ်နေခြင်းတို့ကိုရက်ကွက်နေပြည်သူများကတိုင်ကြားတဲ့အတွက်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းမြောက်ကလပမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ပုံဒီ၃လုံးစလုံးဗျိုင်းလူပြက်သွင်းခဲ့တာနှလုံးကအပြင်းနဲ့တလုံးကတော့အပြော့တယ်စိတ်ခွေးတွေတော့ ဆိုင်ကယ်တွေကားတွေနဲ့လှက်ပတ်ပြီးတော့ဆစ်ဆင်းနေတယ်အကြမ်းဖက်စစ်ကောင်စီရဲ့တောက်တိုင်တွေကိုဇက်တိုက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်မိဘပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ကင်းစခန်းများရဲစခန်းတောက်တိုင်တွေနဲ့ဝေဝေးနေပေးကြဖို့မြစ်တာရက်ခံကြပါတယ်ပြီးတော့ရန်ကုန်မြို့ပြ UG တပ်ဖွဲ့ဝင်တွေကိုပြင်မထားကြဖို့မြစ်တာရက်ခံကြပါတယ်ရန်ကုန်မြို့ပြ UG တွေကအဖမ်းခံရရင်တေမာကိုတိတိကြီးနဲ့လုံနေကြရတာပါလို့မြောက်ကလာဘမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်တိမ်စရမြို့မှာလမ်းမပြီးတော့ PDF gate ကိုဝင်လာတဲ့စစ်ကောင်စီအမှတ်330တပ်ရင်းကဗိုလ်တအူးနဲ့၎င်းရဲ့အမျိုးသမီးကိုတော်လိုင်းတပ်များကဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ12ရက်နေ့မနက်ပိုင်းကပြည်သူ့ကာကွယ်တပ် gate ကိုလမ်းမရောက်လာတဲ့ဗိုလ်ဟင်းစရာဦးနဲ့၎င်းရဲ့အမျိုးသမီးကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ PDF gate ကိုလမ်းမပြီးတော့ဝင်လာတယ်စစ်တပ် gate ထင်ပြီးတော့ကားရက်ပြီးတော့အမြောက်တပ်ကိုလမ်းမေးတာ အမြောက်တက်ကိုဘယ်လန်ကသွားရလဲမေးတော့အမြောက်တက်ကနောက်မှာကြံခဲ့တာပြန်အလှည့်မှာ PDF ရဲဘော်တွေကတားဆီးစစ်ဆေးပြီးတော့ဖမ်းဆီးလိုက်ပြီး KNU လက်ထဲကိုအပ်လိုက်တာလို့စီရဲသတင်းရင်းမြစ်ကပြောပါတယ်အဲ့ဒီစစ်ကောင်စီတပ်ရဲ့ဘုံနဲ့အတူတနက်တလန်ယူနီဖောင်းတစုံနဲ့အရာရှိစာရွက်စာတမ်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်သူကတပ်ပြောင်းတာမဟုတ်ဘူးဘဲကိုခရီးသွားတာလဲတော့မသိဘူး အဲ့ဒီစစ်ကောင်စီတက်ဘုံနဲ့အတူတနက်တလာယူနီဖောင်းဒဇုံနဲ့အရာရှိစာရွက်စာတမ်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။သူကတက်ပြောင်းတာမဟုတ်ဘူး။ဘလို့ခီးသွားတာလဲတော့မသိဘူး။မျက်စိလည်းလမ်းမပြီးတော့ရောက်လာတာ။ပိန်စရက်အထွက်မှာကရွာတွေကအများကြီးရှိတော့လမ်းမပြီးလာတာ။သူတို့ရောက်တာတိတ်မကြသေးဘူးနဲ့တူတယ်။နည်းမြေမကျွမ်းကျင်တာဘောလို့၎င်းကဆက်ပြောပါဗျ။အဲ့ဒီဘိုးတအူးဖမ်းဆီးခံရပြီးတဲ့နောက်အဲ့ဒီအမြောက်တက်ကလက်နဲ့ကြီးနေပိန်စရက်မျိုးရင်းကိုပြက်ခတ်ရအောင်။ အရတာ၃ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကြိုက်ထုံမြို့နယ်တင်စီရမြို့မှာရှိတဲ့၃၁၀အမြောက်တပ်ကိုတော်လိုင်းတပ်များကမကြာခဏတိုက်ခိုက်နေခြင်းဖြစ်ပြီးအဲ့ဒီတပ်ကလည်းလက်နက်ကြီးတွေနဲ့ခြေရွာများကိုပစ်ခတ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်ဖားဆောင်မြို့နယ်နဲ့ဗောလခဲမြို့နယ်ကြားမှာရှိတဲ့ထူးချောင်းစခန်းခုံးကအကြမ်းဖက်စစ်ကောင်စီတပ်သားများစခန်းကိုဆုတ်ခွာထွက်ပြေးသွားတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များကနေမြေရှင်းလင်းရေးပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ အော်တိုဘားလာဆက်နေရနေမှာဖားဆောင်မြို့နယ်နဲ့ဘော်လခဲမြို့နယ်ကြားမှာရှိတဲ့ထူးချောင်းစခန်းကုန်းကအကြမ်းဆက်ကောင်စီတပ်သားများဟာစခန်းကိုဆွန့်ခွာထွက်ပြေးသွားပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များကနေနေရှင်းလေးလုပ်ခဲ့ရမှာလက်နက်ခဲယံတချို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဆက်ကောင်စီတပ်စခန်းရှင်းလင်းမှုကိုဖားဆောင်ပြည်သူ့ကာကွယ်တပ်ဖားဆောင် PDF KA Drone Force နဲ့ KYN တပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့ဖားဆောင် PDF ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်မှာ KIA နဲ့စစ်ကောင်စီတပ်များတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးတော့စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်လူနေအိမ်များမိလောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ၁၂ရက်နေ့နဲ့အော်တိုဝါလာ၁၃ရက်နေ့ ဘမော်မျိုးနဲ့6မိုင်နဲ့9မိုင်ကြားမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗျ။စစ်တပ်ကလက်နက်ကြီးများလေတောင်းပစ်ကူများနဲ့ပစ်ခတ်နေတဲ့အတော့လူနေရက်ကွက်များတဲ့ကိုလက်နက်ကြီးကြီးများကြောက်ရောက်ပြီးတော့မီးလောင်မှုများဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အခုကဘမော်6မိုင်နဲ့9မိုင်ကြားမှာနေ့တိုင်းတိုက်ပွဲတွေပြင်းထန်နေတဲ့ တောင်ကြာရံနဲ့အနီးနားမှာလည်းစစ်ရေးတွေတင်းမာနေတယ်လို့ဗမော် People Defense Force BPDF ကတာဝန်ရှိသူကရှင်းလင်းပြောဆိုထားပါတယ်။ KIA ဦးဆောင်တဲ့တော်လိုင်းတပ်များကဗမော်မျိုးပတ်ဝန်းကျင်မှာရောက်ရှိနေပြီးတော့စစ်ကောင်စီတပ်များကလည်းခုခံစစ်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။လက်တလုံးမှာဗမော်မျိုးနယ်အတွင်းမှာပဲတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မော်ပြည်နယ်တိန်စီရမြို့မှာစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွာအသက်၁၂နှစ်အရွယ်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ၃ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ၁၂ရက်နေ့မွန်လွယ်၂ :40 မိနစ်အချိန်မော်ပြည်နယ်တိန်စီရမြို့အခြေစိုက်ခမရ200ခွန်တပ်ကလက်နက်ကြီး၂လုံးနဲ့လူနေရပ်ကွက်များကိုဥတီပစ်ခတ်ခဲ့ရာ တိမ်စီရမျိုးပေါ်အကွက်ငါလေးလန်းကိုကြက်ရောက်ပောက်ကွဲပြီးတော့အသက်ဆန်းတဲ့အရွယ်ကလေးငယ်တအုပ်အပါဝင်ပြည်သူ၃ဦးထိခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူများနေထိုင်ရာနေရာများကိုဥတီပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်လက်နက်ကြီးတွေပစ်ခတ်လို့အကွက်ငါလေးလန်းမှာနေတဲ့အသက်86နှစ်အရွယ်ဦးတန်းမောင်ဘယ်ဘက်ခြေရောက်ကိုလက်နက်ကြီးအစထိမှန်သွားပါတယ်အသက်68နှစ်အရွယ်ဒေါ်ထေးထေးလဲဘယ်ဘက်ခြေရောက်ကိုလက်နက်ကြီးအစထိမှန်ပါတယ် အသက်ဆန်းတဲ့အရွယ်မမိုးတင်စာဟင်းကတော့ခေါင်းရဲ့ညာဆောင်ကိုလက်နဲ့ကြည့်အစထိမှန်ခဲ့ပါတယ်သုံးစလုံးကတော့အသက်အနေနဲ့မစိုးရင်ရပါဘူးတိုက်ပွဲမရှိဘဲနဲ့ပြည်သူတွေနေတဲ့နေရာကိုရန်တမ်းပစ်ခတ်နေတာဖြစ်ပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်များကမကြာခဏဆိုးသလိုပြည်သူများနေထိုင်နေတဲ့ခြေရွာများနဲ့ရက်ကွက်များကိုလက်နဲ့ကြည့်များနဲ့ဥတီပစ်ခတ်နေတဲ့အတွက်တိမ်စီရဲ့မြို့နယ်အတွင်းမှာပြည်သူများထိခိုက်ဒေဆုံးမှုများမကြာခဏဖြစ်ပေါ်နေတယ်လို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအုတ်ဖုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဖောက်ခွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၁၀ဦးကျော်တေဆုံးပြီးစစ်တပ်ကဝိုင်းရွာအနီးမှာရှိတဲ့ပြည်သူအယောက်၅၀ကိုအကြမ်းဖက်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ၁၃ရက်နေ့မွန်လယ်တနားရီ၄၅မိနစ်ခန့်မှာအုတ်ဖုံမြို့နယ်ဝိုင်းကျေးရွာအုပ်စုရဲကင်းစခန်းကရေတော်ရွာဘက်ကိုထွက်လာတဲ့အင်အား၃၀ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဝိုင်းရွာထိတ် ်ဂုံးပေါကြီးအကျော်ဝိုင်းအိုးစုဆေးရုံရှိမှာတာယာဝရီခဲတရင်38 3တက်ခွဲငါဂျိုးပင်ကောက်ဟီးရိုးပျောက်ကြားတပ်ဖွဲ့ကပရိသာမိုင်း၄လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သား10ဦးကျော်တေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းမဲ့စစ်ကောင်စီတပ်သားများကလည်းမိုင်းပေါက်ကွဲတဲ့ဝိုင်းချေရွာအိုးစုဆေးရုံအရှိကပြည်သူအယောက်20ခန်းကိုလည်းအကြမ်းမဲ့ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ဝမ်ကျေးရွာအုပ်စုဆေးရုံအရှိကပြည်သူအယောက်20လောက်ကိုဖမ်းပြီးတော့စခန်းထဲကိုခေါ်သွားတယ်လို့တင်ရပါတယ်စစ်ခွေးအလောင်းတွေကိုတော့ဝမ်ရွာတင်းကြိုင်းထဲကိုတဲသွားတယ်လို့သိရတယ်သူတို့စခန်းထဲကိုတော့ဒဏ်ရာရတဲ့သူတွေထည့်ထားတယ်လို့ကြားတယ်သူတို့ကခြေချင်းစစ်ကြောင်းလာတာဆိုတော့တယောက်ကို6တောင်လောက်စီခွာပြီးတော့လာတာမိုင်းကတော့တလုံးကို8တောင်လောက်စီခွာပြီးထောင်ထားတာပရိသာမိုင်း၄လုံးနဲ့ဖောက်ခွဲတိုက်ခိုက်လိုက်တာလို့တာယာရီခိုင်တရင်300 300တက်တက်ခွင်းကဂျိုးပင်ကောင်ဟီးရိုးကြောက်ကြတဲ့ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပြတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကြည့်တင်ရှိပါရခင်ဗျာ